ကျွန်တော်တို့ရဲ့ဒီအာရှကြားကြီးကတော့ဆော်ဒီမြေမှာစီးပွားရေးငါးခုတခုဆိုရဲရလနဲ့ကိုပြက်အေးနေခဲ့ပြီပဲဖြစ်ပါတယ်မြန်မာအသင်းအတွက်တလုံးလေးသောခြေပါကိုရောအသင်းကောင်းဆောင်နန္ဒချောင်းအနေပြီးတော့ပတတိကိုကနေတဆင်းအသွင်းယူပြခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီပတ္တိကိုရောပွဲချိန်မိနစ်60နဲ့ရောက်ခန်းနီးမှာပဲဝင်းနိုင်ထွန်းရဲ့တိုက်စစ်ဆင်မှုကနေတဆင်းပနတီအေရီယာဇာမာစီဗီယာနောက်ခန်းလူကဖြတ်ထုတ်ပုံကျမ်းလာတာနဲ့တဆင်းပနတီရရှိခဲ့ပြီးတော့နန္ဒကျော်ကအမှားရမရှိ ြေပါကိုသိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆော်ဒီမြေမှာကစားခဲ့ရတဲ့ CUR နဲ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ကောကောင်းကောင်တိုက်စစ်တွေမြင်းတေးခွင့်ရခဲ့တဲ့အချိန်ကာလတွေကိုပြောပါဆိုလို့ရမိနစ်80နောက်ပိုင်းတွေလို့ပဲပြောရပါဖြစ်ပါတယ်။အဲ့ဒီအရှိပိုင်းနေမှာတော့မြန်မာအသင်းဟာတော်တော်လေးခက်ခဲခဲတဲ့ရုပ်ကံပြီးတော့ကစားခဲ့ရတာကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပွဲစဉ်ရဲ့အစပိုင်းကိုပြန်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့မြန်မာအသင်းဟာအသံပိုင်းကိုအထောင်တိုက်စစ်ထားပြီးတော့ခံစစ်အသားပေးနေပဲကျွန်တော်တို့ရဲ့နီးပြားချွတ်ကြီးမျိုးလိုက်ဝင်းကပွဲထွက် ထဲတာကိုမြင်တွေ့ခဲ့ရပါတယ်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့ဒုတိယပိုင်းမရောက်ခင်ဝင်းနိုင်ထွန်းတို့ဟိုလူစားလဲမှုမပြုခဲ့အထီကိုတမ်းပါရဲ့ဒီရှိနေတဲ့အထောင်တိုက်စစ်ကဘလို့မှအလုံးမဖြစ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့တမ်းမိုက်ရှီကိုရောက်လာတဲ့ဘောလုံးတွေမရှိပဲကွင်းလယ်မှာတဲ့မြန်မာရဲ့ ခန့်မြန်မာရဲ့ကစားပေါ်ပျက်ပျက်သွားပြီးတော့အတော်လေးကိုဒုက္ခတွေ့ခဲ့တာပါစီးရီးယားအရန်ကောင်းတယ်လို့လားဆိုတော့လေစီးရီးယားအသင်းကအရန်ကောင်းနေတဲ့ထဲတော့မပါဘူးသူတို့ကသူတို့ရဲ့ကစားပေါ်ကစားဟန်နေရတော့တာမန်အဆင့်ထက်တော့နည်းနည်းလေးကောင်းတယ်ဒါပေမဲ့လေမြန်မာအသင်းအပေါ်သူတို့ဟာကောင်းတယ်လို့ထင်ရလောက်အောင်ဆော့သွားခဲ့တာကမြန်မာအသင်းရဲ့အချိတ်ဆက်အားနည်းမှုတွေကြောင့်လို့ပဲမြင်တယ်ပထမပိုင်းပွဲစဉ်တစ်လျှောက်လုံးမြန်မာအသင်းသားတွေအကုန်လုံးကချိတ်ဆက် မှုတွေအားနေသလိုပေးဖို့မှုတွေလည်းတော်တော်လေးအားနေခဲ့တာကိုတွေ့ရတယ်။တတော်များကဘာမှအလုပ်ဖြစ်ခဲ့တာကိုလည်းမမြင်ခဲ့ရပါဘူး။နည်းနည်းလေး analyze ပြန်လုပ်ရမယ်ဆိုလို့ရှင်ပထမပိုင်းမှာ390နဲ့ရှုံးနေတယ်။ပေးလိုက်ရတဲ့ဂိုးတွေကလည်းဘယ်လိုပြောရမလဲဒါနောက်တန်းဖြတ်ထုတ်ပုံညံ့တာတွေအဲလူကက်ကစားတဲ့ဟန်ကလွဲနေတာတွေကြောင့်တတော်များများပေးလိုက်ရတာတွေလည်းရှိတယ်။ အဲ့ဒီခါမှာဘာလို့ဖြစ်လဲဆိုတော့တမ်းပါရဲ့တယောက်တည်းအထောင်တိုက်စစ်နဲ့အလုံးမဖြစ်ခဲ့တာလည်းရှိပဲတမ်းပါရှိ ው ဘောလုံးကလည်းတလုံးတလီမှတော့မှမရောက်သွားဘူးအဲဒါပေမဲ့နောက်တန်းခန်စစ်ကအရန်ကောင်းလားဆိုတော့လည်းဘယ်လိုပြောရမလဲဆိုရင် ပထမပိုင်းအချိန်တွေမှာဂိုးသမားနဲ့ဂိုးသမားပေါ့နော်ဂိုးသမားဇင်းညီညီအောင်နဲ့ဒီနောက်တန်းကစားသမားတွေနဲ့ဂျာမာတဟဆာတာလုံးဝဖြစ်မနေဘူးအဲ့ခါကျတော့ဘာဖြစ်လဲဆိုရင် ကိုသမားစင်ညီအောင်ကလည်းဒီနေ့ပွဲမှာဟိုတိတ်ပြီးတော့အာယုံစူးဆိုင်မှုပထမပိုင်းမှာယော့နေနေတာကိုတွေ့ရတယ်ဒါတော့လုံဝအထင်းသားမြင်ရတယ်အဲ့ဒါကြောင့်လည်းမပေးတဲ့ဂိုးတွေပေးလိုက်ရတယ်အဖွင့်ဂိုးကအဆပါတော့ဒါမဖြစ်သင့်မယ်နဲ့ဖြစ်သွားတဲ့ကိစ္စတွေဖြစ်တယ်ခြေစွမ်းပိုင်းအရာဆိုလို့ရှိရင်တော့တိတိချာချာကြည့်ပြီးပြောရရင်အရင်ကြီးတော့ကွာချားနေတဲ့ဟန်တော့မရှိဘူးအမေစီဗီယာအတင်းရတော့ပို့ပြီးတော့ဒီပေးပို့မှုအပိုင်းတွေကောင်းတယ် finishing မိုင်းကောင်းတယ်အဲ့လိုမျိုး အဲဒါတော့အရှိလေပိုင်းအသင်းနေရဒါထုံးစံတိုင်းပဲပေါ့နော်သူတို့မှသူတို့ရဲ့ deadline ကဘောလုံးတည်ရနေရကျွန်တော်တို့ဒီအရှိတော်အာရှအသင်းနေတဲ့ဆိုင်တော့အများကြီးမြင့်တယ်လို့ဒါပြောလို့ရတယ်ဗျာဒုတိယပိုင်းမှာတော့ဒီမြန်မာလီရဲ့ကျုပ်ကြီးမျိုးလန့်ဝင်ရနေပြီးတော့ကစားကစားတဲ့တော့ကစားသမားပုံစံတွေကစားတဲ့ဟန်ကိုပြောင်းလဲပြင်ဆင်လိုက်တော့မြင်ရတယ် အဲ့ဒီအချိန်မှာဗားလေးဖြစ်လာလဲဆိုတော့ကျွန်တော်သတိထားမိသလောက်ဆိုလို့ရှိရင်ကျွန်တော်ကျောင်းနံပါတ်15ဇွဲခန့်မင်းဝင်လာတဲ့အချိန်မှာတော်တော်လေးကိုမြန်မာတိုက်စစ်ကနည်းနည်းလေးပြောင်းလဲသွားတော့တော့မြင်တော့တွေ့ရတာပေါ့နော်မိနစ်80အဲ့လောက်မှဖြစ်မဲ့တင်တယ်အဲအဲ့ဒီအဲ့ဒီအချိန်တွေမှာမြန်မာတိုက်စစ်ကနည်းနည်းလေးပိုကောင်းလာတယ်အမှဝင်းနိုင်ထွန်းလို့လေအချိန်ကားတိုက်เนาะချိန် အဝင်ခွင့်ကြပါလေဒါရောက်လာကြတယ်အဲ့ဒီအချိန်မှာမြန်မာတိုက်ဆက်နည်းနည်းလေးပို့ပြီးတော့မြန်လာရဲ့လို့ခံစားမိတယ်တမ်းပိုင်လည်းအတိုးလှုပ်တွေနဲ့သူတို့နေရာလွတ်လေတွေရလာတယ်ဒါပေမဲ့ဝင်းနိုင်ထွန်းရဲ့အတိုးအလှုပ်တွေကတော့ပို့ပြီးတော့ကောင်းတာကိုသူကမြင်ရတယ်အဲအဲ့ခါကျတော့ဘိုးရဖို့အခွင့်အရေးရှိလားဆိုတော့အဲပတ်စင်ဖို့တွေရှိတော့ရှိခဲ့တယ်ဒါပေမဲ့အရင်ပေါ့နော် dangerous attack တွေတော့မရှိဘူးသို့တော်လည်းပဲဟိုတစ်ချက်တစ်ချက်မှာတော့အဲ Syria အသင်းရဲ့ဂိုးဘောက်ကို တချင်းချောင်းနိုင်ငံရှိခဲ့တယ်ဒါဒုတိယပိုင်းမှာတော့များတော့များတော့အဖြစ်ပေါ့နော်ပြီးတော့ကစားအသီးသီးတွေသာတက်လာတာကတော့မိနစ်80နောက်ပိုင်းမိနစ်80နောက်ပိုင်းအချိန်နေလို့ပဲမြင်တယ်အဲ့ဒီအချိန်မှာ ပနတီလည်းရခဲ့တယ်နော် ပန်ဒီဝင်းနဲ့ထွန်းရဲ့ဒါအတိုးအလုပ်တွေကြားရရနေပြီးတော့เนาะပြည်တံပေါ်ရပြီးတော့ဒါပန်ဒီရခဲ့တယ်အဲ့ပန်ဒီကိုလည်းအဲတည်တည်သတ်နဲ့ပဲအသိန်းကောင်းတော့နန်းတော့ကြောင်းနေပြီးတော့ဒါကန်သွင်းခဲ့ရအဲ့မှာချွေပါဟိုးရခဲ့တယ်အဲ့နောက်ပိုင်းလည်းမြန်မာပြန်ပြီးတော့အဲဖိကစားလာတော့တော့တွေ့ရတယ်เนาะအဲ့မိနစ်ပိုင်းချားလေးပေါ့9မိနစ်5မိနစ်ပိုင်းချားလေးတွေမှာမြန်မာအသင်းတော်တော်လေးထိထိရောက်ကစားနိုင်ခဲ့တယ်အရှိပိုင်းမှာဒါအဲ့လိုမျိုးပုံစံစုဖွဲ့မှုနဲ့ပထမပိုင်း စားကလေးတော့ကစားမယ်ဆိုလို့ရှိရင်တေးကြဒီလောက်ကြီးဂိုးပြတ်မသွားဘူးလို့ထင်တယ်ဗျဘလို့ပဲဖြစ်ဖြစ်ရင်တစ်ခေါက်အဝေးကွင်းသွားကန်တော့လဲဆက်လို့ရှိရင်တော့နည်းနည်းတတ်တာရရတယ်လို့ပဲပြောရမှာပေါ့နော်အရင်တစ်ခေါက်အဝေးကွင်းမှာစီးရီးယားနဲ့တွေ့ဆုံခဲ့စဉ်တော့8-0ဆိုတဲ့ဂိုးပြတ်ရလာတဲ့တိုင်မှာတင်းရရှုံးနေခဲ့တာအခုကျတော့တကူတော်မှာပနတီကနေပြန်သွင်းနိုင်ရတယ်ဆိုတော့မစိုးပဲပြောရမှာပေါ့အဲ့တော့အရှပ်ဖလာနှစ်ပေါင်းပေါ့နော်နှစ်ပေါင်း90ကျော်ဝေးကွာနေတဲ့အရှပ်ဖလာရဲ့အိမ်မက်ကတော့ပြက်ပြဲသွားပြီလားဆိုလို့ရှိရင်တော့ အခုက50 50လို့ပဲပြောရတော့မယ် chance ကကိုကလက်ရှိမှာကျွန်တော်အုပ်စုတွေမှာ၄သင်းရှိတာမှာမြန်မာက2သင်းနိုင်ပြီးတော့6မဲ့ရတာတဲ့ Syria ကတော့3ပွဲလုံး3သင်းလုံးနိုင်တာဗောနော်3သင်းလုံးနိုင်တယ်ဒါဝေးခွင်အဲဒါကဘယ်လိုပြောမလဲဟိုအင်္ဂွင်းဝေးခွင်ဆော့ပြီးတဲ့အချိန်မှာတယောက်3ပွဲတိဆော့ပြီးတဲ့အချိန်မှာဗောလေမြန်မာကလည်းနောက်ထပ်အင်္ဂွင်းပွဲတင်ဆော့ဖို့ရှိတယ်အဲ့ဒါကလည်း Syria နဲ့ကျွန်တော်လာမဲ့ လာမဆောင်းနေကြရင်ဆော့မှာပေါ့နော်စီဗီယာနဲ့ဆော့အောင်မှာအဲ့တော့ပြီးလို့ရှိရင်တော့မြန်မာအသင်းကကျန်တဲ့ပွဲစဉ်နေနှစ်ပွဲလုံးကအဝေးခွင်သွားပြီးတော့ဆော့အောင်မှာဖြစ်တယ်အဲ့တော့အဲဘာမှဆိုတော့ဖြစ်သွားနိုင်သေးတယ်ကျန်တော့အရှပလာအောင်မဲ့အိမ်မက်ကတော့လောလောဆယ်မှာ50 50ပဲဖြစ်သွားပြီလို့ပြောရမယ်50 50ပေါ့လေအမ်ဒါပေမဲ့လည်းဆီးရီးယားကနှစ်ကြော့လုံးမှာဘယ်လိုပြောမလဲအဲကျွန်တော်တို့ဒါမဲ့ အခုသူ့နောက်ခွင်မှာခံမဲ့အိမ်ခွင်ပွဲစဉ်တော့တော်တော်အရေးကြီးတယ်အဲ့အချိန်မှာမြန်မာအသင်းကဝမ်းစည်းလုံးနဲ့ပဲဖြစ်ဖြစ်ဘလူးနီးနဲ့ပဲဖြစ်ဖြစ်ပြန်တိုင်လိုက်မယ်ဆိုလို့ရှိရင်ကိုးမဲ့ရမယ်အဲ့ဒါဆိုရင်တော်တော်လေးရင်ခုန်ဆေးလို့ရှာဖွဲ့မျောလင်းခွင့်ရှိမယ်ဂျန်တဲ့အသင်းတွေကိုတော့တမတ်ပဲယူနှစ်မတ်ပဲယူယူပေါ့နော်အဲထိတ်ယူလို့ရမယ်စီးရီးရလည်းအဲ့အချိန်တွေမှာဟိုဘက်အသင်းနှစ်သင်းအာဖဂန်နဲ့ပါကစ္စတန်ကိုရှုံးပါမလားအဲ့အဲ့လိုမျိုးလေးရှိတယ်ဒါပဲဖြစ်ဖြစ် ်ချန့်စ်ကတော့တော်တော်လေးတော့မင်းမိန်သွားပြီအမှန်တော့နှစ်ကြော့လုံးနိုင်လိုက်တင်တာပေါ့နော်နှစ်ကြော့လုံးနိုင်လိုက်တင်တာဒါပေမဲ့ဒီချီဇွန်းတွေကလည်းနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတော့သိပါတယ်ဒါပေမဲ့လည်းကတရားဖေးမှပြီးတော့ဆီးရီးယားအသင်းကနောက်လာမဲ့ပွဲတွေမှာပါကစ္စတန်တို့အာဖဂန်တို့ရှုံးသွားခဲ့လို့ရှင်ဘယ်လိုများနေမလဲတော့မသိပါပဲမြန်မာအသင်းကဘယ်လိုဆက်ဖြစ်မလဲမသိဘူးဘောလုံးဆိုတော့ကျွန်တော်ပြောနေကြတိုင်းထုံးစံတိုင်းလုံးနေတာပေါ့နော်ဘာမှမဆိုတော့ဖြစ်သွားနိုင်တယ် ဲ့တော့လောလောဆယ်မြန်မာအသင်းနှစ်ပေါင်း50ကျော်ကြာဝေးကွာနေတဲ့အာရှဖလာအိမ်မက်ကတော့ပြက်ပြယ်ပြီလားဆိုလို့ရှိရင်တော့ပြက်ပြယ်ခံနေနေပြီအဲ့တော့ကြိုးစားဖို့တော့နည်းနည်းလေးအားထုတ်ဖို့တော့လိုတယ်ဒါပေမဲ့လည်းအဲဘောလုံးကဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်တို့မှလည်းအခွင့်အရေးနည်းနည်းလေးကြောင်းကြီးလေးရရှိနေပါသေးတယ်အဲ့တော့အဲ ဘာမှတော့သိဆက်ပြီးတော့ပြောကြတော့ဘူးမမောင်းလင်းလည်းဒဏ်ရာနဲ့အများဆုံးပြတ်တက်တာလာပါသေးတယ်ဆိုတော့ဖြစ်တယ်ဘာလို့လဲဆိုတော့မမောင်းလင်းမပါဝင်တဲ့တိုက်စစ်ကလည်းတော်တော်တိတိတတတော့အားရော့တယ်လို့တော့ခံစားရတယ်ဝင်းနိုင်ထွန်းတို့တမ်းပိုင်တို့မကောင်းတော့မဟုတ်သူ့အနေထားနဲ့သူကတော့အတိုးလှုပ်တယ်ဒါဖြစ်ချုံမှုပုံစံတွေကတော့ကောင်းကြပါတယ်ဘာပဲဖြစ်ဖြစ်ဒီလူရှိတဲ့အစုဖွဲ့အင်အားတွေနဲ့အကောင်းဆုံးပုံစံနဲ့ဘယ်လိုမျိုးဆက်လက်ပြီးတော့လာမယ့်အင်ကွင်းမှာကစားသွားမလဲဆိုတော့ပဲဆက်လက်စောင့်ကြည့်နေတယ်ပဲကျွန်တော်တို့ နှစ်ပေါင်း90ကျော်ကြာဝေးကွာနေခဲ့တဲ့အာရှဖလာအိမ်မက်ကိုဆက်လက်ဆောင်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။